ချစ်ခင်လေးသားရပါတော့ကျွန်တော်ကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာပထမဆုံးကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်စီမှာဗုဒ္ဓဟူးမကျော်မေကနန်ကတ်အစားပြန်လာယူထားတဲ့မိတ်ဆွေများပေါ့နော်ဗုဒ္ဓဟူးတော့ကျော်သွားပြီခဏကမထွက်ခဲ့ဘူးပေါ့နော် အဲ့ကျွန်တော်ရေမွေးကနိုင်ကတ်တီတရနောက်ကြပြီးမှလဲထွက်တက်ပါတယ်ဒါကြောင့်ကျေးဇူးပြုရေပေါ့နော်ဒီနေ့တရပဲကြံလာဆိုတော့ဒီနေ့တရဆက်ကစားပေးပါလို့ကျွန်တော်ဘက်ကနေပြောချင်ပါတယ်နော်နောက်တစ်ခုကအခွေပေါ့နော်အခွေလာယူထားတဲ့မိတ်ဆွေများလဲအမရှော့ပါနဲ့နော်ဒီနေ့လာနိုင်ပါတယ်နော်ဒီနေ့လာနိုင်ပါတယ် ယုံကြည်ထားရပြန်နော်ဒီနေ့ဘုဒ္ဓဦးမှုကြောင့်မွေးကက်ဒီဘုဒ္ဓဦးမှုကြောင့်မွေးကက်တဲ့ဟောနော်တည့်ရနောက်ကြပြီးထွက်တတ်တယ်နော်ပြီးရင်အခွေအခွေယူထားတဲ့ကျွန်တော်မိတ်ဆွေများပေါ့နော်ဒီနေ့လာနိုင်ပါတယ်လို့နော်ကျွန်တော်အဲ့ဒါလေးပြောချင်ပါတယ် ခုပြထားတဲ့တုံးလုံးခြေကနန်းစိုက်ကလေးပေါ့နော်ဒီစိုက်ကလေးအကြောင်းကိုပြောပြီးရင်ကျွန်တော်ဒီနေ့နေ့ရက်9လ2025တောက်ကြနေ့မနက်ပိုင်းအတွက်ကျွန်တော်စိုက်ကလေးဆွဲပြပေးမယ်နော်ဒါလေးကတော့တုံးလုံးကနန်းပေါ့နော်စိုက်ကလေးဖြစ်ပါတယ်စိုက်ကဟိုးပေါ်ကအပြက်ရောင်းမြားလေးပေါ့နော် တရားမြားမြားလေးမှာကျွန်တော်အဝိုင်းအဝိုင်းနှစ်ဝိုင်းဝိုင်းထားတယ်ပေါ့နော်အပေါ်အဝိုင်းလေးကခွန်ဆိုတဲ့ကဏ္ဍလေးရှိတယ်အောက်ကအဝိုင်းထဲမှာကတောင်ညာနှလုံးရှိတယ်နော်အဲ့တော့ခွန်တောင်ညာတောင်ညာအဲ့ဒီခွန်တောင်ညာတောင်ညာတောင်ညာဒီကျွန်တော်မှာမြားပြေအောင်မြားပြထားတယ်ခွန်တောင်ညာတောင်ညာဆိုပြီးရောပြန်ထွက်ထားပါတယ်နောက်တစ်ခုကအနီရောင်အနီရောင်မှာလည်းအပြေအောင်လိုပဲအနီရောင်အဝိုင်းလေးနှစ်ဝိုင်းရှိမယ်နော်အပေါ်ကအဝိုင်းထဲမှာငါးဆိုတဲ့ကဏ္ဍရှိတယ် ောက်ကအနီရောင်ဝိုင်းထဲမှာ6နဲ့3နဲ့ရှိတယ်။963ပေါ့နော်။အဲ့ဒီ963ဒီအမှကျွန်တော်အနီရောင်များလေးထိုးပြထားတယ်။963ဆိုပြီးတော့ပြန်ထွက်ထားပါဗျ။အောက်မှာကျတော့အစိမ်းအောင်လေးပေါ့နော်။သူကတပင်တပင်ရှည်ရော့တော့ပါနော်။တပင်တပင်ရော့တော့တာ။အကွာဝေးခြင်းတော့မတူးဘူးပေါ့နော်။သူကစိုက်နေတာဒီခွန်တုံညတုံညဆိုလို့ရှိရင် အဲမျက်ဆောင်တိုးလေးမှာ116ဆိုပြီးချားလိုက်တယ်ပေါ့နော်116တကွတ်ချားလိုက်တယ်ပြီးအောက်မှာနီအောင်လေးဆိုရင်လည်းအနီအောင်ပြီးတော့အောက်မှာ393ဆိုပြီးတော့တကွတ်ချားလိုက်တယ်ပေါ့နော်အောက်မှာအစင်းရောင်အဲ့လိုလေးပေါ့နော်အဲ့အခုအစင်းရောင်လေးပေါ့နော်အစင်းရောင်လေးမှာလည်းအဲအစင်းရောင်အဝိုင်းနှောင်းဝိုင်းဝိုင်းထားတယ်ဘော်ဝိုင်းမှာက2ဆိုတဲ့ကဏ္ဍလေးရှိတယ်နော်အောက်ကအဝိုင်းထဲမှာ3နဲ့8နဲ့ရှိတယ်နော်အ2 3 8အဲ့ဒီ238ဆိုတဲ့ကဏ္ဍဒီလေခွန်တုံညတုံညလို့ 963လုံးပေးမယ်ဆိုလို့ရှိရင်ဒီနေ့ထွက်မဲ့3လုံးချဲကနပေါ့နော်ကန်ဆယ်ရမယ်အဲ့တော့238ပေါ့နော်အပေါ်မှာတော့ခွန်တုံညတုံညဆိုခွန်တုံညတုံည963လုံး963တဲတွေပြန်ထွက်တာလေပေါ့နော်အောက်မှာလည်း238နော်တဲပြန်ထွက်မလားဒါမှမဟုတ်အဘက်ကထွက်မလားပေါ့နော်မိတ်ဆွေလိုနေတဲ့တဲကိုပိုကစားပြီးတော့မှအဘက်ကိုရန်ထားရင်တော့ကောင်းတာပေါ့နော်အဘက်ကိုလည်းရန်ထားပါနော်တဲကိုပိုကစားပါနော် โอเคပါဒါကတော့တုံးလုံး సై ကလေးပေါ့เนาะကျွန်တော်တုံးလုံး సై ကလေးခုမှတင်ပြလိုက်တာဖြစ်ပါတယ်ဒါလေးကကြတော့ကျောင်းနှလုံးပေါ့เนาะဒူဒီ2005လ2025မနက်ပိုင်း7:00နာရီတမီနစ်အတွက်တကွက်ကောင်း సై ကလေးပေါ့เนาะတကွက်ကောင်း సై ကလေးကျွန်တော်ဆွဲပြပေးမယ် main ကွက် main సై ကလေးပေါ့เนาะပြီးရင်ကျွန်တော်အရန်လေးတွေ၃ကွက်လောက်ထည့်ပေးမယ်เนาะအရန်လေး၃ကွက်လောက်ထည့်ပေးမယ် ခုလိုလေကျွန်တော်အစင်းရောင်ဝိုင်းလေးနှစ်ဝိုင်းဝိုင်းလိုက်ပါတယ်အဲ့ဒီအစင်းရောင်ဝိုင်းထဲမှာလေးလေးဆိုပြီးတော့ရှိပါတယ်နော်လေးလေးဆိုပြီးတော့ကဏ္ဍနှလုံးရှိတယ်အဲ့ဒီကဏ္ဍနှလုံးကိုမပေါင်းဘူးမပေါင်းမနဲ့အတွဲလိုက်ယူမယ်ပေါ့နော်အဲ့ဒီလေးလေးဆိုတဲ့ကဏ္ဍဒီဒီအောက်မှာမနက်ပိုင်းမှာလေးလေးဆိုပြီးတော့ထွက်တာပါတယ် ော်လေးလေးဆိုပြီးတော့ထွက်ထားတယ်နောက်တစ်ခုကဒီမှာနီယောင်ဝိုင်းလေးဒီနီယောင်ဝိုင်းနှောင်းဝိုင်းထဲမှာကြတော့ 8နဲ့3ညနဲ့ရှိပါတယ်เนาะအဲ့ဒီ8နဲ့3ညနဲ့ကိုလည်းကျွန်တော်အတွဲလိုက်ယူလိုက်မယ်ဒီမှာ3ည8ဆိုပြီးတော့ထွက်ထားပါတယ်เนาะ3ည8ဆိုပြီးတော့ထွက်ထားတယ်အဲ့ဒီနေ့မနေ့အတွက်ကြတော့ chạy áo quay lì bọn nó thì chạy áo quay này mà cho ngã này lì này xì mẹ ngã này lì này thì ngã này lì này တွဲလိုက်သုံးပင်ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်မှာထွက်ပါမယ်နော်ဒီအစင်းရောင်အဝိုင်းအနီရောင်အဝိုင်းအပြက်ရောင်အဝိုင်းမှာလဲကျွန်တော်တပင်စီချားထားရပေါ့နော်အစင်းရောင်ဝင်းလေးအစင်းရောင်ဝိုင်းဆိုရင်အောက်မှာ6ဆိုတဲ့ကဏ္ဍလေးချားချားထားရတကွက်ချားထားပေါ့နော်7ဆိုလဲတကွက်ချားတယ်ပေါ့နော်ထွက်တဲ့နေရာမှာလဲသူကအစိမ်းရောင်အနီရောင်အပြက်ရောင်တကွက်ချားလေးပေါ့နော်အဲ့တော့လေးလေး ုံရရှိလို့စက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာ၄၅အာနော်၄၅အာအဓိကမိန်းနော်နောက်ထပ်အရန်လေးအနေနဲ့ကြတော့အဲဒါပထမမိန်းပေါ့ဗျာနော်ဒါပထမမိန်း ဒါကဒုတိယ main ပေါ့ဗျာနော်ဒုတိယ main အရင်နေနဲ့ကကြတော့ဒီ၄၅ကိုကျွန်တော်ပါဝါနက်ခတ်ကလေးတွေချိန်ထည့်ပေးခြင်းတယ်ဒါမိတ်ဆွေတို့ကြိုက်မှကစားပေါ့နော် လေးကွက်ကိုကျွန်တော်အရန်လေးထည့်ပေးလိုက်ဒါတဲပဲဒီဒီအရန်ကတော့တဲပဲကစားပါနော်သူရှင်းတော့ပါဝါလေးတွေချိန်တာဆုံးနက်ခတ်ဆုံးပါဝါတော့ကျွန်တော်မထည့်တော့ပါဘူးနော်အခန်းအကွက်တွေညားရဖြစ်နေဦးမယ်ဒီလေးကွက်ကတဲပဲရန်လိုက်ပါနော်အပေါ်က၄၅ကအဓိက main အောက်က6ခွန်အားရ8နှစ်အားရ6ခွန်အားရဒုတိယ main ပါနော် အောက်က၄ခွက်ကတော့ကျွန်တော်၄၅ကိုပါဝါနက်ခက်ကလေးချိန်ပြီးရောမှာနော်ရှင်းတော့ပါဝါနက်ခက်ကလေးချိန်ပြီးရောမှာအရန်လေးထည့်ပေးတာဖြစ်ပါတယ်โอเคပါဒီနေ့မနက်ပိုင်းအတွက်ဒီလောက်ပါပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလုံရင်ဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွံ့ကျင်နိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်း ရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တရားရှိရနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာယေရှုတင်ထားသူအားလုံးကိုယေရှုတင်ပါတယ်ခင်ဗျာ